ားလုံးဒီ9 to 5 job တခုတည်းပေါ်မှာမိခိုနေပြီးတော့ဒီ single income ပေါ်မှာမိခိုနေလို့မရဘူးပေါ့နော်အခု sector တခုခုကဖက်ဆောက်ဖြစ်ခဲ့တယ်ဆိုရင် channel sector တခုကနေပြီးတော့ boost လုပ်နိုင်အောင်ဆိုကိုတက်ဆိုင်ရာစုဆောင်မယ်လို့ဆုတ်ဖြတ်ထားတဲ့ငွေပမာဏကိုစုပြီးတော့ကအင်ချမ်းမြေတွေရဲဝယ်ပြီးတော့စုဆောင်တာမျိုးအားကိုပဲ invest လုပ်တာမျိုးရွှေရင်းငွေတွေကိုပဲ invest လုပ်တာမျိုးတခုတည်းကိုမလုပ်ခဲနဲ့အလုံးမဲ့မိပါပါရှင် ဒီတစ်ပတ်မှာတော့ investment guru ဖြစ်တဲ့ Warren Buffett ရဲ့အကြံပေးချက် financial objectives ပြင်မိဖို့သူရဲ့ valuable advice ပေါ့နော်အကြံပေးချက်6ချက်ကိုပြန်လည်တင်ပြလိုပါတယ်နံပါတ်1ကတော့သူက single income ပေါ်မှာတဲ့ဘယ်တော့မှာတဲ့မမိခိုပါနဲ့တဲ့ဒုတိယ source of income ရဖို့တဲ့ investment လုပ်ပါတဲ့အဲ့တော့ ပြောချင်တာကကျမတို့အားလုံးဒီ9 to 5 job တခုတည်းပေါ်မှာမိခိုးနေပြီးတော့ဒီ single income ပေါ်မှာမိခိုးနေလို့မရဘူးပေါ့နော် single income ကအကြောင်းမျိုးမျိုးကြောင့်ရပ်သွားခဲ့လို့ရှိရင်ကျမတို့ရဲ့ financial freedom ကထိခိုက်နိုင်တယ်ဒါကြောင့်မလို့ second source of income ဒါမှမဟုတ် passive income ရအောင် create လုပ်ဖို့ invest လုပ်ဖို့သူကအကြံဉာဏ်ပေးထားတယ်ပေါ့နောက်တစ်ခုကကြတော့ဒါတော့ဒီမှာလဲခဏခဏပြောနေကြ Never save money after spending ပေါ့နော် spend money after saving เนี่ย သူကပြောချင်တာကတုံးလို့ကြံတဲ့ငွေကိုပဲစုတာမျိုးမလုပ်ဖဲနဲ့ကိုတက်ဆိုင်ရာစုဆောင်မယ်လို့ဆုံးဖြတ်ထားတဲ့ငွေပမာဏကိုစုပြီးတော့ကြံတဲ့အမောင့်ပေါ်မှာပဲဘယ်လိုသုံးစွဲမလဲဆိုတာကိုစဉ်းစားပါပေါ့နော်အဲ့တော့ကိုယ့်ရဲ့ financial plan ကိုယ့်ရဲ့ budget အရာ pay yourself ကိုဘယ်လောက် save လုပ်မယ် emergency fund အတွက်ဘယ်လောက် save လုပ်မလဲအဲ့လိုမျိုး save လုပ်ပြီးလို့ကျန်တဲ့ amount ကိုမှကိုယ့်ရဲ့ budget plan အရ grocery အတွက်ဘယ်လောက် rent အတွက်ဘယ်လောက် phone bill အတွက်ဘယ်လောက်အဲ့လိုမျိုး ဒီ priority light lesson once ခွဲပြီးတော့ spending လုပ်ဖို့သူကအကြံဉာဏ်ပေးထားတယ်ပေါ့နောက်တစ်ခါကျ do not put all egg into one basket ပေါ့ကိုမှရှိတဲ့ချက်ဥတွေအကုန်လုံးကိုချင်းတစ်ချင်းနဲ့မှဘယ်တော့မှမထည့်ပါနဲ့ပေါ့ဒါကလည်းသဘောတရားကတော့ချီချင်းတစ်ခုခုပြုတ်ကြသွားခဲ့လို့ရှင်ကိုမှရှိတဲ့ချက်ဥတွေအကုန်လုံး꿰သွားမယ်ပေါ့အဲ့တော့ပြောချင်တာကကိုမှရှိတဲ့ investment ကို အဲ portfolio တစ်ခုထဲမှာပဲအကုန်လုံးပုံော်ပြီး invest လုပ်တာမျိုးရှောင်မှာပေါ့ diversify လုပ်ပြီးတော့ invest လုပ်ပါပေါ့တဘောကတော့ diversify လုပ်ပြီး invest လုပ်ပါဆိုတာကဟိုကအင်တာမီဒီယိုရဲ့ဝယ်ပြီးတော့ invest လုပ်တာမျိုးကားကိုပဲ invest လုပ်တာမျိုးရွှေရင်းငွေတွေကိုပဲ invest လုပ်တာမျိုးတစ်ခုထဲကိုမလုပ်ခဲ့နဲ့ဒီ Saturday ပေါ်မှာ ဟိုက risk level လိုက်ခွဲခြားစိတ်ပြပြီးတော့ယင်းနှိမ့်နှံမှုလုပ်ပါပေါ့တခုခု setter တခုခုကဖက်ဆောက်ဖြစ်ခဲ့တယ်ဆိုရင် channel setter တခုကနေပြီးတော့ boost လုပ်နိုင်အောင်ဆိုလဲရည်ရဲ channel ပေါ့နောက်တစ်ခုကကြတော့ do not buy settings ပေါ့ဟိုကတဘောကတော့ကိုမလိုအပ်တဲ့အရာတွေကိုဝယ်မယ်ဆိုလို့ရှိရင်တစ်ချိန်မှာကိုလိုအပ်တဲ့အရာကိုပြန်ရောင်းရတဲ့ condition မျိုးရောက်သွားလိမ့်မယ်တဘောကတော့ကိုမလိုအပ်ဘဲနဲ့လိုက်ပြီးတော့ဝယ်မနေနဲ့ပေါ့နော် ကဲလိုအပ်တယ်လို့ထင်တဲ့အရာကိုတော့မှနီးစံ once ခွဲပြီးတော့ priority ခွဲပြီးတော့မှဝယ်တင်ဝယ်တင်ကိုဆုံးဖြတ်တင်တယ်လို့သူကအကြံဉာဏ်ပေးထားတာ။နောက်တစ်ခုကကြတော့ honestly ရိုးသားခြင်းဟာတဲ့အရန်အရေးကြီးပြီးတော့အရန်ကိုတံမိုးရှိတဲ့ gift တစ်ခုဖြစ်တယ်တဲ့ business လုပ်ဖို့အတွက်ရိုးသားခြင်းရှိဖို့လုံးဝလိုအပ်တယ်ပေါ့နော်ရိုးသားလို့ရှိရင်အချိန်ချင်းမှာပြဿနာဖြစ်နိုင်တယ် နာမည်ခေါင်း reputation ဟာ business အတွက်အကောင်းဆုံးယင်းနှောင်းနံမှုဖြစ်တယ်။ဒါကြောင့်မို့ဒီလိုရိုးသားခြင်းကိုဈေးပေါ်တဲ့လူတွေစီကမမျှော်လင့်ပါနဲ့ဆိုတော့တဘောကတော့အကြမ်းမြင်အားဖြင့်ကိုကိုတိုင်းလည်း business လုပ်တဲ့အခါမှာရိုးသားဖို့လိုအပ်တယ်။ဒီရိုးသားခြင်းကိုလူတိုင်းဘဝနဲ့လိုက်ပြီးမမျှော်လင့်နဲ့ပေါ့ဆိုကိုကိုကို assessment လုပ်ပြီးတော့မှအဘယ်ရောင် invest လုပ်တင်တယ်ဘယ်သူ့ကိုယုံတင်တယ်ဘာကိုလုပ်တင်တယ်မလုပ်တင်ဘူးကိုဆုံးဖြတ်ရမယ်။နောက်တစ်ခုကကြတော့သူနောက်ဆုံးပြောတဲ့သူတစ်ချက်က number 6 financial advice ကတော့ do not touch that 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 of river go that don't put your boat leg တဘောကတော့မြည့်ရဲ့အတိန်နဲ့ကိုတီးဖို့အတွက်ရေရဲ့အတိန်နဲ့ကိုတီးဖို့အတွက်ခြေထောက်နှစ်ဖက်စလုံးဆင်းပြီးတော့မဆမ်းပါနဲ့ပေါ့ဆိုတာတဘောကတော့ဒီဟာကြီးတစ်ခုက risk ရှိနိုင်တယ်ဘလောက်နဲ့လဲမနဲ့လဲတီးချင်တယ်ဆိုရင်ခြေထောက်တစ်ဖက်လောက်ခြားကြည့်ရုံနဲ့ပဲဆမ်းပါပေါ့နော်တဘောကတော့ခြေထောက်နှစ်ဖက်စလုံးခြားပြီးတော့ဆမ်းလိုက်မယ်ဆိုလို့ရှိရင်ဆုံဆုံးပြုတ်သွားနိုင်တာမျိုးဖြစ်နိုင်တယ် အဲ့ဒါဆိုတော့သူပြောတဲ့ financial advice 6ချက်ကတော့ဒါပါပဲအကြံဉာဏ်အပြင်တော့ single income ပေါ်မှာထပ်ပတ်မလုပ်ပါနဲ့ second source of income ကို create လုပ်ပါပြီးတော့ပိုတာကိုမစုပါနဲ့စုပြီးလို့ပိုတဲ့ဟာကိုမှဘယ်လိုသုံးလဲဆိုတာကိုစဉ်းစားပါကိုယ့်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုချင်းတစ်ချင်းနဲ့ကိုမထည့်ပါနဲ့ diverse portfolio လုပ်ပါနောက်တစ်ခုကကြတော့ကိုတကယ်မလိုအပ်တဲ့အရာတွေကိုမဝယ်ပါနဲ့တစ်ချိန်မှာကိုလိုအပ်တဲ့အရာတွေကိုပြန်ရောင်းရတဲ့ condition မျိုးဖြစ်သွားနိုင်တယ်။နောက်တစ်ခုက business လုပ်ရင် honest ရိုးသားခြင်းဟာအရေးပါဆုံးသော investment ဖြစ်တယ်ဒီလိုရိုးသားမှုကိုလူတိုင်းပေါ်ကနေမမျှော်လင့်ပါနဲ့နောက်တစ်ခုကအာ risk ရှိတဲ့ business တစ်ခုကို ကိုယ်ခြေစုံပြစ်ပြီးဝင်လိုက်တာမျိုးမလုပ်ဘဲနဲ့ကိုယ်အရင်ဆုံး study လုပ် analysis လုပ်ပြီးမှဖြစ်ပြချင်းစမ်းသပ်တာမျိုးလုပ်တဲ့မျိုးအကြံဉာဏ်ပေးထားခြင်းဖြစ်ပါတယ်တစုံတရာကြိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်